မင်္ဂလာညနေခင်းပါရှင်။ဒသမလ၈ရက်နေ့ညနေ၄နာရီညနေခင်းသတင်းတွေကိုစတင်မိတိုင်းရထုံးလေးတင်ဆက်ပေးပါမယ်။ဒီနေ့ညနေခင်းသတင်းတွေမှာတော့အမေရိကန်နိုင်ငံနဲ့ဆော်ရီအာရေဗျနိုင်ငံကိုရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေအစိုးရနိုင်ငံတွေမှာရှိတဲ့မြန်မာတန်ယုံတွေမှာဖွင့်လှစ်တဲ့မဲယုံတွေမှာကြိုတင်ဆန္ဒမဲပေးခဲ့ကြတဲ့သတင်းရှမ်းပြည်နယ်ပင်လောင်စီဆိုင်နဲ့ဟိုပုံးမြို့နယ်တွေမှာဘိန်းဆိုင်ခင်းအေက90ခန်းကိုဖျက်ဆီးခဲ့တဲ့သတင်းထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာပြစ်ခတ်မှုတွေဖြစ်ပွားပြီးတဲ့နောက် ထိုင်းကကမ်ဘောဒီးယားကိုလေးချောင်းတိုက်ခိုက်ခဲ့တဲ့သတင်းနဲ့ကစားသမားဘဝ48လုံးမြောက်ဖလားစုခိုးခဲ့တဲ့မက်ဆီဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်သတင်းတစ်ပုဒ်အနေနဲ့အမေရိကန်နိုင်ငံနဲ့ဆော်ရီအာရေဗျနိုင်ငံကိုရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့အဆိုပါနိုင်ငံတွေမှာရှိတဲ့မြန်မာသယုန်တွေမှာဖွင့်လှစ်ထားတဲ့မဲယုံတွေမှာကြိုတင်ဆန္ဒမဲပေးခဲ့ကြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်နိုင်ငံနဲ့ဆော်ရီအာရေဗျနိုင်ငံကိုရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေဟာ အစိုးရနိုင်ငံတွေမှာရှိတဲ့မြန်မာတယုံတွေမှာဖွင့်လှစ်ထားတဲ့မဲယုံတွေမှာကြိုတင်ဆန္ဒမဲပေးခဲ့ကြတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကနေသိရပါဗျ။အမေရိကန်ပြည်တော်စုအနောက်ဘက်ပိုင်းဒေသမှာရရှိနေထိုင်လျက်ရှိတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာကျွတင်ဆန္ဒမဲရီပေးအပ်နိုင်ရဲ့အတွက်လော့အင်ဂျလိစ်မြို့မှာရှိတဲ့မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာဒသမ6ရက်စနေနေ့နဲ့9ရက်နေ့တနင်္ဂနွေနေ့တို့က မနက်7:00နာရီကနေညနေ9:00နာရီအထိမဲယုံဖွင့်လှစ်ဆောင်ရွက်ခဲ့ရာမဲဆန္ဒရှင်တွေလာရောက်ပြီးကြိုတင်ဆန္ဒမဲပေးခဲ့တယ်လို့သိရပါတယ်။လာတူ2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်မြန်မာတန်ယုံဝါရှင်တန်မြို့မှာကြိုတင်ဆန္ဒမဲပေးတာကိုဒသမ6ရက်နဲ့9ရက်နေ့အထိဆောင်ရွက်ခဲ့ရာမြန်မာနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေကကြိုတင်ဆန္ဒမဲပေးခဲ့ကြတယ်လို့သိရပါတယ်။ဒသမ2ရက်နဲ့3ရက်ကလည်းမြန်မာတန်ယုံရီးယမြို့မှာဆာရီယာရဗျနိုင်ငံမှာရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေက 2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်ကြိုတင်ဆန္ဒမဲပေးတာတွေဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးရှမ်းပြည်နယ်ပင်လောင်စီဆိုင်နဲ့ဟိုပုံးမြို့နယ်တွေမှာဘိန်းဆိုင်ကင်းဧက90ခန်းကိုဖျက်ဆီးခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်ပင်လောင်စီဆိုင်နဲ့ဟိုပုံးမြို့နယ်တွေမှာဘိန်းဆိုင်ကင်းဧက90ခန်းကိုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဒဇမ9ရက်မနက်9:00ခွဲကနေညနေ4:00စင်မိနစ်အထိပိုးပေါင်းအဖွဲဟာ ပင်လောင်းမြွနဲ့စင်းတောင်းကျေးရွာအုပ်စုတင်းထက်ကျေးရွာရဲ့အနောက်မြောက်ဘက်သုံးမိုင်ခန့်အကွာမှာစိုက်ပျိုးထားတဲ့အမြင့်နှစ်ပေခွဲခန့်ရှိတဲ့ဘိန်းဆိုင်ခင်းအေက40ခန့်အိနစ်မနက်9:30မိနစ်ကနေညနေ3:00ခွဲအထိစီဆိုင်မြို့နယ်နားခိုက်ကျေးရွာအုပ်စုနားခိုက်ကျေးရွာရဲ့အနောက်တောင်ဘက်တမိုင်ခွဲခန့်အကွာမှာစိုက်ပျိုးထားတဲ့အမြင့်သုံးပေခန့်ရှိတဲ့ဘိန်းဆိုင်ခင်း9:00အခန့်ကိုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဒါ့ပြင်မနက်9:30ကနေမိုးလဲ2:00ခွဲအထိလည်း ပိုးပေါင်းအဖွဲ့ဟာဟိုပုံးမြို့နယ်နောင်လိုင်မူဖိတ်ကျင်းရွာအုပ်စုပန်ကလားကျင်းရွာရဲ့အရှိတ်နှစ်ဖာလုံကန်းအကွာမှာစိုက်ပျိုးထားတဲ့အမြင့်နှစ်ပေကန်းရှိတဲ့ဘိန်းဆိုင်ခင်းငားရီကားခန့်ကိုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာဆင်းနှစ်အတွင်းဘိန်းဆိုင်ပျိုးမှုစံချိန်တဲ့အမြင့်ဆုံးကိုရရှိခဲ့ပြီးဘိန်းဆိုင်ပျိုးတဲ့ဒေသတွေမှာဘိန်းဆိုင်ခင်းတွေလည်းပုံမှုများပြားလာကြောင်းကုလသမဂ္ဂမူရင်းစေဝါနဲ့ရာဇဝတ်မှုဆိုင်ရာရော UNODC ရဲ့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ထိုင်းကကမ္ဘောဒီးယားကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့နိုင်ငံတကာသတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာဒီနေ့ဒီဇင်ဘာ၈ရက်မနက်ပိုင်းကပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ထိုင်းကကမ္ဘောဒီးယားကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ထိုင်းစစ်တပ်ကပြောကြားခဲ့ပါတယ်။ဒဇမရှိရမနက်ပိုင်းကထိုင်းနိုင်ငံအိုဘွန်ရချာတာနီပြည်နယ်မှာရှိတဲ့ထိုင်းတပ်ဖွဲ့တွေကိုကမ္ဘောဒီးယားစစ်သားတွေကစတင်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ် ထိုင်းစစ်သားတွေတိုက်ခိုက်ခံခဲ့ရပြီးစစ်သားတဦးသေဆုံး၄ဦးထဏ်ရာရတဲ့တရင်ကိုရရှိခဲ့ပါတယ်လို့ထိုင်းတော်ဝင်ကြီးတက်ရဲ့ပြောရေးဆိုခွင့်ရှိသူဝင်ထိုင်းစုပါရီကပြောကြားခဲ့ပါတယ်။အဲနောက်ထိုင်းနိုင်ငံကလည်းကာဗရီယာတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကိုနှိမ်နင်းဖို့နေရာဒေသတချို့မှာရှိတဲ့စင်ရေးပြင်းမှတ်တွေကိုတိုက်ခိုက်ဖို့လင်းရင်အသုံးပြုခဲ့ကြောင်းဝင်ထိုင်းကပြောကြားခဲ့ပါတယ်။ကမ္ဘာ့ရာကာကွယ်ဝင်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးမာလီဆူချီယာတာကတော့ထိုင်းတပ်ဖွဲ့တွေဟာဒဇမ၈ရဲ့မနက်ပိုင်းကဖရာဝီဟာနဲ့ အော်ဒါမန်ချီပြည်နယ်တွေမှာရှိတဲ့ကမ္ဘောဒီးယားစစ်သားတွေကိုစတင်ပြစ်ခတ်ခဲ့ကြောင်းပြောကြားခဲ့ပြီးထိုင်းတပ်ဖွဲ့တွေဟာနေဆက်ဒေသမှာရှိတဲ့ထမွန်တုံဖျားကျောင်းနဲ့ဖရာဝီဟာဖျားကျောင်းအနီးမှာရှိတဲ့ဒေသတွေကိုတင်ကားတွေနဲ့ပြစ်ခတ်ခဲ့တယ်လို့ဆွဆဲခဲ့ပါတယ်။ဒီပြစ်ခတ်မှုတွေနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားဘက်ကလက်တော့ပြောင်းခြင်းမရှိခဲ့ကြောင်းဆိုချီယာတာကပြောပါတယ်။အော်ဒါမန်ချင်းပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူမန်မေစပေဂျက်တီကရာဇုနစ်များစွာကြာတက်တန်းရှိတဲ့ထမွန်သွန်နဲ့ တကရပီဖျားเจ้าတွေရဲ့နေရာဒေသတွေမှာတနက်တန်တွေကြာရเจ้าနေအိနေဆက်ဒေသနီးမှာနေထိုင်တဲ့ဂျေးရွာသားတွေဟာဘေးလွရာထွက်ပြေးတင်းရှောင်နေကြကြောင်းပြောပါရယ်ထိုင်းရဲ့အမတ်နဲ့စစ်တေသားရဲ့ထုတ်ပြန်ချက်မှာတိုက်ခတ်မှုတွေပြန်လည်ဖြစ်ပွားခဲ့ခြင်းကလေးကထိုင်းနိုင်ငံအတွင်းလူပေါင်း3000ခွဲခန့်ဟာကမ်ရီးယားနေဆက်တခြားမှာရှိတဲ့နေဆက်ဒေသတွေကနေထွက်ပြေးတင်းရှောင်ခဲ့ကြကြောင်းဖော်ပြခဲ့ပါရယ်ကမ်ရီးယားတပ်ဖွဲ့တွေဟာထိုင်းရဲ့ဗရီယန်ပြည်နယ်ရဲ့အရက်သားတွေနေထိုင်တဲ့နေရာတွေကို BN21 rocket တွေနဲ့ပစ်ခတ်ခဲ့ကြောင်းထိုင်းစစ်တပ်ကစွပ်စွဲခဲ့ပါတယ်။ဒေသမှာ9ရက်ကလည်းနေဆက်ဒေတာမှာယာယီပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းနှစ်နိုင်ငံစလုံးကထုတ်ပြန်ခဲ့ပြီးထိုင်းစစ်သား2ဦးထင်ရှားရခဲ့ကြောင်းထိုင်းစစ်တပ်ကထုတ်ပြန်ခဲ့ပါတယ်။အခုနှစ်နွေရာသီကထိုင်းနဲ့ကမ္ဘောဒီးယားကြားတိုက်ပွဲတွေ9ရက်ကြာဖြစ်ပွားခဲ့တဲ့အတွက်နှစ်ဖက်စလုံးမှာတေဆုံးသူ43ဦးရှိခဲ့ပြီးလူပေါင်း3သိန်းခန့်ထင်ရှားရခဲ့ပါတယ်။အိမ်နောက်အမေရိကန်၊တရုတ်၊မလေးရှားတို့ရဲ့အကြောင်းဝင်စစ်ဆက်ပေးမှုနဲ့ ထိုင်းနဲ့ကမ္ဘောဒီးယားကြားအပြစ်ခံရင်စေးရေးသဘောတူညီမှုရရှိခဲ့ပါတယ်။အော်တိုဘာလာမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကထိုင်းနဲ့ကမ္ဘောဒီးယားကြားငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုမှုကိုပူရဲလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါပေမဲ့နေဆက်ဒေတာမှာမြေမြုပ်မိုင်းတွေပေါက်ကွဲမှုကြောင့်ထိုင်းစစ်သားတွေထဏ်ရာရခဲ့တယ်လို့ထိုင်းကပြောကြားခဲ့ပြီးတဲ့နောက်ပြီးခဲ့တဲ့လမှာထိုင်းကအဆိုပါငြိမ်းချမ်းရေးစာချုပ်ကိုဆိုင်းငံ့ခဲ့ပါတယ်။နောက်ဆုံးသတင်းဒီပုံနေနဲ့ကစားသမားဘဝ48လုံးမြောက်ဖလားစုခုခဲ့တဲ့မက်ဆီဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါပါ။ အင်တာမယာမီအသင်းကောင်းဆောင်မက်ဆီဟာမေဂျာလိဖလားနဲ့အတူကစားသမားဘဝ48လုံးမြောက်ဖလားကိုစွခိုးနိုင်ခဲ့ပါတယ်။ပြင်ကရင်းကစူဖလားအများဆုံးရကစားသမားဖြစ်တဲ့မက်ဆီအနေနဲ့စူဖလားအရေးအတွက်ကိုထပ်မံတိုးမြှင့်နိုင်ခဲ့တာပါ။မက်ဆီဟာအင်တာမယာမီအသင်းနဲ့အတူ2023မှာလိကပ်2024မှာဆပိုတာရှင်2025မှာ East Conference ဖလားနဲ့မေဂျာလိဖလားစတဲ့ဖလားလေးလုံးစွခိုးခဲ့ပါတယ်။မက်ဆီအနေနဲ့ဘာစီလိုနာအသင်းမှာဖလား35လုံး PSG အသင်းမှာဖလား၃လုံး၊ Argentina လက်ရွေးစင်အသင်းမှာဖလား၆လုံး၊အခု Inter Miami အသင်းမှာဖလား၄လုံးနဲ့စုစုပေါင်းဖလား၄၈လုံးအထိရရှိခဲ့တာဖြစ်ပါတယ်။ Messi ဟာဖလားအလုံး90မြောက်ရည်မှန်းချက်အတွက်၂026မှတ်လာမှာ Spain သင်းနဲ့ကစားရမယ့် Finalissimo ပွဲစဉ်၂026ကမ္ဘာဖလားပြိုင်ပွဲတွေကစောင့်ကြိုနေပါတယ်။ ။တဇမလ၈ရက်နေ့ညနေ၄နာရီညနေခင်းသတင်းတွေကိုထရရထုံးလင်းတင်ဆက်ပေးသွားခဲ့တာပါ။ည၈နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်။